ကဲအားလုံးမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ဒီနေ့သွေးလေးထက်ပွဲအတွက်နည်းနည်းလေးသတင်းထုတ်လာပြောပြမှာဖြစ်ပါတယ်ခင်ဗျာเนาะဒီနေ့ပဲပွဲအတွက်သွေးလေးထက်ကတော့စီစေဝစ်ချေအောင်မြင်တော့ပြီခင်ဗျာเนาะစံအိမ်ကတော့မအောင်မြင်ပါဘူးခင်ဗျာเนาะသွေးလေးထက်နဲ့စံအိမ်ထိုးမဲ့ပွဲကစတော်ဝစ်တမ်းမှာထိုးမဲ့အတွက်ပေါင်း135ပေါင်ကနေ125ပေါင်အထိပဲရပါတယ်သွေးလေးထက်ရဲ့ဝစ်ကတော့124ပေါင်ဒါသမ8မှာရှိပါတယ်သူကအေးဆွေးဝစ်အောင်ပါတယ်ခင်ဗျာ ဆိုင်က126.4ပေါင်ရှိပါတယ်1.4ပေါင်ပို့ပါတယ်ဆိုင်အိတ်ကြတော့မအောင်ပါဘူးအဲသူတို့ရဲ့မွေးထဲစီမစီကစနစ်ကသူတို့သတ်မှတ်ထားတဲ့ဝိထက်ကြော်လို့မရပါဘူးခင်ဗျာနော်အခုဆမ်အိကဝိကြော်နေတဲ့အတွက်ဒါကတော့ဒီပွဲဖြစ်မြောက်ရေးအတွက်ကတော့သူလေးထက်ပဲလိုတော့တယ်ဘာဖြစ်လဲဆိုတော့သူထက်ကသာဆိုင်အိကိုထိုးမယ်ဆိုရင်တော့အဲပွဲကဖြစ်တယ်သူလေးထက်က ဆိုင်ရင်သူထဲဝိတ်ကြီးတယ်ဆိုပြီးမထိုးဆိုတော့ပွဲရတာပြက်မယ်ဒါမှမဟုတ်ကျွန်တော်တို့ fighter ဝိတ်မကြောက်ဘူးခင်ဗျာဒီလောက်ဝိတ်တန်းနေတာ A ဆွေးပဲသူကလည်း A ဆွေးလက်ခါထိုးပါတယ်ခင်ဗျာပွဲရတာဖြစ်သွားတယ်ဒါပေမဲ့ Sam အင်ကတော့သူ့ရဲ့ဝိတ်ကကျော်နေတဲ့အတွက်သူ့ရဲ့ထုံကျေးတွေက15ရခဲ့နော်သူလိုထက်ပေးရပါတယ်နော်အာပရိသတ်တို့ဘယ်လိုမြင်လဲဒီလိုဝိတ်နည်းနည်းလေးကွာတဲ့အတွက်ဘယ်လိုအန်တာချက်အန်နေချက်တွေစီလို့ထေးလဲကျွန်တော်အမြင်ပါနော်တကယ်ဆိုဆမ်အင်က သူဝင့်မချလို့ဖြစ်မယ်ဘာဖြစ်လဲဆိုတော့သူချမယ်ဆိုရတာပေါ့သူထိုးလာတဲ့ပွဲပေါ်က၄00ကျော်ပြာသူကဒီလောက်ဝင့်ကျွမ်းကျင်တာသူဝင့်ချရင်သူအားရော့ရမယ်အားရော့ရင်သူတို့ထဲကသူရှုံးမဲ့ဖေးကြလို့အဲဒါကြောင့်မို့သူအားပြပြနဲ့ထိုးချလို့ဝင့်မချပဲနဲ့သူလှုပ်လိုက်တာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေကတိတဲ့အတိုင်းပဲဝင့်နေနဲ့ကွာလဲထိုးလဲဆိုတော့သူတို့သိလို့ဒီလောက်ဝင့်နေဆိုရင်သူလက်ထက်ကဖေးကြတယ်ပွဲမပြပြုတ်ထိုးမယ်ဆိုတော့သူတို့သိလို့အဲကျွန်တော်အဲ့လိုမြင်တယ်ဟို ဆိုဂျီပွဲတော့လည်းအဲ့လိုပဲလေဆိုဂျီနဲ့ဖိုစလီဖိုစလီပွဲတော့လည်းအဲ့လိုပဲနောက်တစ်ခုကျွန်တော်ပြောချင်တာကစာမေကကျွန်တော်တို့ပြောတဲ့အသက်40တနှစ်မဟုတ်ဘူးနော်သူကနောက်လာဆိုအသက်40နှစ်စီပြီကျွန်တော်ထေတာထက်ကြီးပြီသူကတနစ်ပို့ကြီးလာပြီโอเคนะဒီအသက်40နှစ်ဆိုတော့ဘယ်ကြီးอ่ะဘလောက်အားရှိမလဲဆိုတာစီပေါ်ရောက်ကျွန်တော်တို့ကောက်ကောက်သိရမယ်နော်ဒါပေမဲ့ကျွန်တော်အမြင်မှာကျတော့ဒီဖိုက်တာကသူကသက်လို့မကြသေးဘူးဒီနောက်ဆို ကြက်ပါနဲ့ထိုးရတာသူ့ရဲ့သက်လွန်ငန်းကြီးတော့မှအေးဆေးသူထိုးနိုင်တယ်ဒီထိုင်းမီဒီယာတို့ခုမှသူထွက်ဆိုသေးတယ်ဒီနောက်ဆိုသူထိုးရတဲ့ပွဲကသူကကာကာထိုးမယ်လို့သူပြင်ဆင်ရတယ်ဒါပေမဲ့ပရမချီမှာပဲသူအမ်ဂျပန်ဖိုင်တာကသူ့ဒူးစိကိုကန်ထိသွားတယ်အဲ့ဒီမှာသူခြေတော့နာလို့သူခြေတော့နာလို့သူအဲ့လိုမျိုးသူထင်ရတဲ့အတိုင်းသူမလိုက်ထိုးနိုင်တော့ဘူးသူပြောတဲ့အတိုင်းဆိုဒီဖိုင်တာကတက်လို့တော်တော်ကောင်းသေးတယ် နော်ကျွန်တော်ဆက်တက်လို့မရဘူးဒါပေမဲ့ဒီပွဲမှာ time fighter တွေပညာရှိတဲ့ fighter တွေ time ပရိသတ်တွေအများအပြားကစမ်းအိမ်ပဲမှာပဲသူတို့နေတယ်ဒီကျွန်တော်တို့ရဲ့ fighter ကရေ fighter ဆိုဘယ်တော့မှဒီညနေအမ်မီဒီယာကမှသူများသူမေးတယ်သူလက်ထက်နဲ့စမ်းအိမ်သူလက်ထက်နဲ့စမ်းအိမ်ဘယ်သူနိုင်မလို့သူများမေးတယ်သူကတော့အာဒီတွေ့စရာစေစားစရာမလိုဘူးတဲ့ဆမ်အင်းနိုင်မယ်ဆိုတာသူယူကြည့်တယ် အဲ့တော့ဒါဒါကတော့သူတို့စံအေးပဲစံအေးရဲ့ပညာတယ်စံအေးရဲ့တွေ့ကြတယ်သူတို့ကြည့်ပြီးတော့သူတို့ကဆုံးဖြတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့သူတွေထက်နိုင်မယ်လို့တော့ယုံကြည်တယ်ကျွန်တော်မြန်မာဖိုက်တာတွေကြီးဖိုက်တာတွေကျွန်တော်မြန်မာပြည်သားတွေကြီးပြည်သားတွေအကုန်လုံးသူတွေထက်နိုင်မယ်လို့ပဲပြောကြတယ်ကျွန်တော်လည်းအဲ့လိုပဲယုံတယ်နော်ဘာဖြစ်လဲဆိုတော့အခုသူတွေထက်ကတအားထိုးတက်နေတဲ့ဖိုက်တာကြီးကဲဘာဖြစ်ကျွန်တော်တို့ကဝေဖန်ကင်ခါလို့အချက်ရမရှိတော့ဘူး ။ဘာဖြစ်လဲဆိုတော့အခုသူလေးထက်ပွဲရစားပွားနိုင်ပဲလို့တော့လေ။အခုဆိုရင် fighter တွေအားလုံးက hotel မှာ ready ဖြစ်နေပြီနော်။ဒီညနေ corona ဆိုရင်ပွဲရစားပြီနော်။ကျွန်တော်လည်းဒီမှာပါအပေးဖို့လက်မှတ်တော့မှကြိုတင်ဝယ်ပြီးပါပြီနော်။ဒီပွဲကကျွန်တော်တို့လက်မှတ်ကြိုတင်ဝယ်ရတယ်။ပွဲကြီးတွေတွဲဆိုင်ကကောင်းနေများတယ်။အခုကျွန်တော်တငငယ်ကြီးတွေအများကြီးပဲလက်မှတ်လာမိကြတယ်။လက်မှတ်မရှိတော့ဘူးနော်။လက်မှတ်မရှိလည်းဘာဖြစ်ဘူး။ TV ထဲမှာကြည့်လို့ရတယ်ဖုန်းထဲမှာကြည့်လို့ရတယ်နော်။အာအခုကျွန်တော် channel အပေးတဲ့ပြဿနာတွေလည်း ကျွန်တော်ကိုယ်တည်းသေသေးချာချာလေးရိုက်ပြီးတော့ပြန်တည်ပေးမယ်နော်ကြည့်ချင်တယ်ဆိုရင်ကျွန်တော် channel မှာ subscribe လုပ်ရအောင်နော်ကျွန်တော်တည်ပေးမယ်ဒီသူတွေထက်ပွဲအဆအဆုံးပြီးတော့သူတွေထက်နိုင်အောင်လဲဝက်ဆူတောင်းပေးဦးနော်ကျွန်တော်သူတွေထက်ဒီပွဲသာနိုင်ပြီးဆိုရင်ဆစ်ဆက်လာမဲ့ပွဲတွေကဒီထက်ကြီးမယ်ဆိုတာကျွန်တော်ယုံကြည်တယ်ဒီပွဲကကျွန်တော်သူတွေထက်အတွက်အများကြီးဆူတောင်းလာတယ်ရေခုန်လာတယ်ကျွန်တော်ဒီနေ့အဓိကသွားအားပေးမဲ့တွေ့ဆိုင်ကတော့သူတွေထက်နဲ့ဆံအင်းနာတော့ဆေဘနေဆေဆံနာကျွန်တော်ခုကျွန်တော်ပြောရှိတာက စေစာနဲ့စေဘက်စေစာနဲ့စေဘက်ကကဲဘယ်သူနိုင်မလဲအာဒီပွဲစီရရလာဘလို့လာမလဲဆိုတာကျွန်တော်တို့နည်းနည်းလေးခံမှကြည့်အောင်အခုကျွန်တော်ပြောမယ့်တွင်ဆက်ကတော့စေစာစေဘက်โอเคနော်ကျွန်တော်တို့ရဲ့ key fighter thank you fighter ပါနော်စေဘက်ဒီတွဲဆက်ကလည်းရေခိုးဖို့ကောင်းတယ်နော်ကျွန်တော်တို့ရဲ့ key fighter ဆိုဘက်ကြတော့သူကမြင်တယ် သူကပူးလို့စီအဲ့ဒီအချုပ်တွေအပူးတွေမှာကြာတာသူရသူရတဏှာပီးကြည့်စီတယ်နော်သူကအဲ့ဒီအာသာချက်တွေမိုက်တယ်ဒါပေမဲ့သူရအနေချက်ကြတော့သူကမီစတီမူးတယ်နော်โอเคဒါကကျွန်တော်ကျွန်တော်ကြည့်ရတဲ့ပွဲတွေမှာသူကမီစတီရမူးတယ်လဲသွားတဲ့ပွဲတွေများလို့ကျွန်တော်အဲ့လိုပြောတာနော်အခုသူထိုးရမယ့်ဘဲရအစိမ့်စမ်းဆိုလေးဦးကမကြက်ရနိုင်သားတဲ့စိစမ်းစိစမ်းကြတော့ဒီဆိုလေးဦးကသူနိုင်သားပြီးပါရင်နော်သူကဘလော့မှလာဆိုရင်ဆိုလေးဦးနဲ့သူနီလာငန်လာရေးဆိုင်ထိုးရတဲ့ဖက်တာကြီးနော် ဆိုလို့ထိုးသလားမလဲမကြောက်ဘူးနော်အဲအဲ့ဒီလို modifier နဲ့ကျွန်တော်တို့ဒီ key factor နဲ့ပေးထိုးတဲ့ချိန်မှာကျွန်တော်တို့ကဘယ်သူပဲနေလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ key factor မှာနေတယ်ဒါပေမဲ့ဘယ်သူနိုင်မလဲလို့မေးတဲ့ခါကျရင်ကျွန်တော်တို့ကမနေ့စဉ်းစားရတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော် fighter မြင်ပေမဲ့ခံနိုင်ရပဲမှာအမ်ရာခင်တော့မပြည့်ဘူးဒါပေမဲ့အဲ့ဒီစဉ်းစားကြတော့ तू ကလေးတယ်သူရဲ့ သူရဲ့လှုပ်ရှားမှုကနင်းတယ်သူကလေးတယ်เนาะဒါပေမဲ့သူရဲ့ပါဝါတွေကမြင့်တယ်နောက်တစ်ခုကသူကခံနိုင်ရကောင်းတယ်ဘယ်လောက်ထိထိလဲသွားတာမရှိတဲ့လောက်ပဲเนาะအဲ့ဒီလို fighter ကဒီခုစစ်ဘဲနဲ့ပေးထိုးတဲ့ချိန်မှာကျွန်တော်တို့စေစမ်းကြည့်လိုက်တဲ့ချိန်မှာတော်တော်ခံမရခဲ့တယ်ဒီ time ပရိသတ်ရဲ့အများအဖြစ်ကတော့စေစမ်းနိုင်မယ်လို့ပြောတယ်ဘာဖြစ်လဲဆိုတော့စစ်ဘဲထိလဲတဲ့ဆိုတဲ့အန်နေဂျီကိုသူတို့ မြည်လို့ဒါမဲ့ကျွန်တော်ကတော့ဆွေဘက်ကကပြရမယ်လို့ကျွန်တော်ထည်တယ်ဒီဘက်မှာဆွေဘက်နိုင်လဲနိုင်မယ်ဒါမဲ့ဒီဆွေဘက်နဲ့စေစားသူတို့ရဲ့အစီအဝံကြည့်မယ်ဆိုရင်ဆွေဘက်ကဆွေဘက်ရဲ့အန်တော့စေစားသူကဟုတ်ငငယ်လေးတည်းကသူကစေစားထိုးတာတူကြိုက်တယ်စေစားသူအပေးတယ်အခုစေစားနဲ့ထိုးရတော့မယ်ဆိုတော့ကျွန်တော်အမြင်ပါတော့ကျွန်တော်အမြင်ကျတော့သူကစေစားသူနည်းနည်းလေးတော့ရှင်းလာမသိဘူးကျွန်တော်ကြည့်တယ်နော်ဟိုကူလာဒါနဲ့ထိုးသလိုမျိုး ကူလာဒါသူအဲ့လိုပဲကူလာဒါနဲ့သူထိုးခါနေသူရဲ့ interview မှာလည်းအဲ့လိုပဲသူကူလာဒါကူလာဒါကောင်းတဲ့အကြောင်းနဲ့သူပြောတယ်ပြီးတော့သူရဲ့ပုံစံကျွန်တော်နည်းနည်းဖတ်မိတယ်သူကကူလာဒါသူဆင်နေတယ်ကူလာဒါသူနည်းနည်းရှင်းဆင်းတယ်ပေါ့ကူလာဒါကြောက်တယ်လို့ပါတယ်လို့နဲ့အဲ့လိုလက္ခဏာတွေပေါ်တယ်အခုလဲစေစံနဲ့သူအဲ့လိုပဲလက္ခဏာပေါ်နေတယ်လို့ပဲကျွန်တော်မြင်တယ်ဒါပေမဲ့အရေးတခါနဲ့မတူဘူးလို့ကျွန်တော်ထင်တယ်နော် အရင်ကနဲ့မတူဘူးလို့ပဲကျွန်တော်တို့ဆွတောင်းနေနော်โอเคကျွန်တော်တို့ပြောတဲ့အဖြေထွက်မုံနော်ညနေကျမှအဖြေထွက်မယ်ဈေးပေါ်မှာရမှအဖြေထွက်မယ်နော်โอเคနော်ဒီညနေကိုရိုနာခွဲဆိုရေးပွဲစားပြီနော်အားပေးမဲ့ပရိသတ်တွေလည်းဖွာတွေ့တာနော်ဆေဘလက်ပွဲရယ်သူတွေထက်ပွဲရယ်ပွဲအမ်ပွဲစာချီစာကြီးနဲ့အိပ်ပြောသားတဲ့ပြည်သားတွေစီစီမယ်နော်ဒီ1 line ဆိုမှမကြည့်ရတဲ့ မကြည့်အားရပြတဲ့တယ်မကြည့်ရတဲ့ပြတဲ့တယ်ဆိုရင်တော့ကျွန်တော် channel မှာကြည့်လို့ရတယ်နော်ဒီသွေးထက်ပွဲရဲ့ဒီစင်စာနဲ့စေဘပွဲရဲ့ကျွန်တော်ကောက်ကောက်ရိုက်ပြီးတော့တီးမှဖြစ်ပါတယ်နော် okay နော်ကျွန်တော် channel အားပေးတဲ့ပြတဲ့တရားချင်းစီကိုကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာ